ချက်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါအားလုံးမင်္ဂလာနေ့ရက်တည်လေးဖြစ်ပါစေမင်္ဂလာနံနဲ့ခင်းချိန်ခါမှာတင်းတို့အားလုံးဖျားကောင်းကြီးတင်းနဲ့အရောက်တိုင်းပျော်ရွှင်ဝမ်းမြောက်နိုင်ကြပါစေချက်တော်မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေတို့ကိုပေးသွားခြင်းတဲ့တင်းစကားကတော့တစ္ဆာဖောက်တဲ့တပည့်တော်များเนาะတစ္ဆာဖောက်တဲ့တပည့်တော်များအကြောင်းကိုကျွန်တော်လေ့လာကြမယ်ဒီတစ္ဆာဖောက်တယ်ဆိုတော့ပြောတဲ့ခါမှာဆိုရှင်တော့ဒီကျွန်တော်ကြည့်လိုက်တဲ့ခါမှာမိတ်ဆွေကတစ္ဆာဖောက်ခြင်းခံရတဲ့ခါမှာဘလောက်တခါလေမှာကျွန်တော် ရင်ထဲမှာဘယ်လောက်ခံစားရမလဲနော်ကိုယ့်ရဲ့မိတ်ဆွေကကိုယ့်ဘုံမှာတစ္ဆာဖောက်သွားတယ်ကိုယ့်ရဲ့မိတ်ဆွေကကိုယ့်ကိုဥပိ္ပခါပြုတ်သွားတယ်ဆိုရင်တခါတည်းရမှာလို့ရှိရင်ကျွန်တော်ရင်ထဲမှာဆိုတခါတည်းဦးလိုက်တဲလိုက်နဲ့ကျွန်တော်ခံစားရမှာဖြစ်တယ်ဒီလိုပဲခရစ်တော်ရဲ့တပည့်တော်တွေကခရစ်တော်နဲ့အမြဲတမ်းပဲမိတ်ဆွေတင်ခါကဖွဲ့ပြီးတော့အတူတကွသွားခဲ့ကြတယ်လာခဲ့ကြတယ်အဲ့ဒီထဲမှာမှဒီခရစ်တော်ကိုတစ္ဆာဖောက်သွားကြတဲ့ခါမှာသခင်ဖြစ်တဲ့သူတယောက်အနေနဲ့ဘလို့ နော်ကြေကွဲမယ်လည်းဘယ်လောက်ခန်းစားရမလဲဒီမှာတမန်ကျမ်းစာထဲမှာဆိုရှင်စာလကျမ်းခန်း41ပိုက်ငယ်ကိုကြည့်တဲ့အခါမှာအကယ်စင်စင်ငါ့ကိုယုံ၍ငါမုံကိုစားတော်အဆွေခင်မို့သည်ငါ့ကိုခြေနှင့်ကြောက်တည်းတဲ့နော်နော်ဒါကြောင့်ခရစ်တော်ယေရှုကဒီတမန်ကျမ်းစာထဲမှာလည်းဖော်ပြထားတယ်လို့ပဲငါနဲ့တူစားတဲ့သူကငါ့ကိုတစ္ဆာဖောက်မယ်လို့မိမ့်မာခဲ့တာတွေ့ရလိမ့်မယ်နော်ဒီမှာကြည့်လိုက်တဲ့အခါမှာဆိုရှင်တော့ဒီရှမသက်ခရစ်မင်ခန်း26ပိုက်ငယ်စာရေးစကားကိုကြည့်တဲ့အခါမှာ ီမှာတစ္ဆာဖောက်ရန်ယူဒကြံစီခြင်းနော်ယူဒကတစ္ဆာဖောက်ဖို့ရန်အတွက်ဘလို့ကြံစီခဲ့တယ်တမချမ်းသာထဲမှာဆိုရှင်အတိလင်းဖော်ပြတာလေထိုအခါတပည့်တော်တစ်ချိန်နှစ်ပါအဝင်ဖြစ်သောယူဒရှကာရုတ်တီယေဘရောဟိတ်အကြီးတို့ထံသွား၍အကျွန်ုပ်သည်ယေရှုကို ကိုယ်တော်တို့လက်သို့အလှရင်အဘယ်မြလောက်ပေးမည်နည်းဟုရှောက်တော့ထိုသူတို့ကငွေအကျပ်30ပေးမည်ဟုဝန်ခံကြ၏ အာဒီမှာကြည့်လိုက်တဲ့ခါကျတော့ခရစ်တော်နဲ့တူသွားလာခဲ့တယ်ခရစ်တော်ရဲ့တုံတင်ချက်တွေကလည်းအမြဲကြားနေရတယ်ခရစ်တော်ယေရှုနဲ့တူသွားလာတဲ့ခါမှာခရစ်တော်ပြခဲ့တဲ့အံ့ဩပွဲနမိတ်တွေလည်းအမြဲတွေ့နေရတယ်ခရစ်တော်မတတ်နိုင်တာဘာမှမရှိဘူးဆိုတာလည်းပဲယူဒရှကာယုံနေတဲ့သိရတယ်အဲ့အတွက်ကြောင့်တကြိမ်ဒီမှာဆိုရှင်တပည့်တော်တကြိမ်နှစ်ပါးအဝင်ဖြစ်တဲ့ယူဒရှကာယုံကတော့မိမိကပဲတော့ကိုယ့်ရဲ့သခင်ပေါ်မှာတစ္ဆာဖောက်တယ်နော် ရိုးရိုးတစ္ဆာပေါက်တာမဟုတ်ဘူးနော်ကိုသခင်ကိုတောင်မှဗောလေအာဘာပဲဖြစ်ဖြစ်မကြိုက်ဘူးဆိုလို့ခမရဥဆောင်တာကျွန်တော်မကြိုက်ဘူးဗျာအဲခမရနောက်တော့လည်းကျွန်တော်မလိုက်တော့ဘူးဗျာအာဒီလိုဆိုလို့ရှိရင်ညင်းဆန်ပြီးတော့ထွက်သွားရင်တော့ဒါကခံစားသေးတယ်ဒါပေမဲ့ယုဒချက်ကယုတ်ကဘာဖြစ်လဲသူကယေပရောဟိတ်တွေကိုတွားတယ်တဲ့တွားပြီးတဲ့ခါမှာဆိုရှင်ခရစ်တော်ကိုကျွန်တော်ခမရတို့လက်ထက်ကိုအမယ်ခမရတို့လက်ထဲမှာကျွန်တော်အမယ်ဆိုရင်ငွေဘလောက်ပေးမလဲအာ तू ကငွေကိုတတ်မဲ့တာနော် ငွေကိုတတ်မဲ့တာအဲ့ဒီငွေကိုတတ်မဲ့တဲ့စိတ်ကြောင့်သူပါလို့ရှိရင်မိမိမှာဆိုရှင်လိုချင်တတ်မဲ့တဲ့အရာလိုလိုချင်တဲ့အရာရှိတယ်လိုအပ်ထားတဲ့လိုချင်တာဖြစ်တယ်လိုချင်တာကြောင့်သူအပြည့်ရောက်သွားတာဖြစ်တယ်ဒါသူလားဆိုရှင်ခုနကယူရရှက်ကာယုတ်ကအဲ့ဒီယေဘရဟိတ်တွေကိုသွားပြီးတော့ခရစ်တော်ကိုအပ်မယ်ဆိုကျွန်တော်ဘယ်လောက်ပေးမလဲတဲ့ဘယ်လောက်ပေးမလဲဆိုတော့ခုနကဗတယ်မက်လုံးနေနဲ့အဲ့ဒီယေဘရဟိတ်တွေကဘာပြောလဲဆိုတော့ငွေအကြပ်30ပေးမယ် ဟာငွေကြက်30ပေးမယ်ဆိုလို့ရှင်တော့ရတာပေါ့နော်ဒါဆိုလို့ရှင်တော့ကိုတော်ကိုကျွန်တော်အမှာပေါ့ချစ်တက်မိစေပေါ့လို့ဒီနေ့တပည့်တော်ချင်းတွေကနေမှာတစ္ဆာဖောက်ချင်းခံရတဲ့အခါမှာခရစ်တော်အတွက်ဘလောက်နော်ဒီကြေကွဲစရာဖြစ်မလဲအရှိမတ်တခရမင်ခိုင်း26ပိုင်းငယ်20 35ကိုကြည့်တဲ့အခါမှာလည်းပဲ23ကနေမှာ25ကိုကြည့်တဲ့အခါမှာကိုယ်တကလည်းငါနဲ့အတူ ကံတွင်လက်၌တော်သူသည်ငါကိုအံ့နာလိမ့်မည်။ကျမ်းသာလာသည့်အတိုင်းလူသားသည်တွားရမည်။သို့တော်လည်းလူသားကိုအံ့နာတော်သူသည်အာမင်္ဂလာရှိ။ထိုသူသည် ဖွားမြင်ခြင်းကို မခံရလေအနေသာ၍ကောင်းသည်ဟုမိန်တော်မူ၏။ကိုတော်ကိုအံ့နာမည်သူယူဒရှကာယုတ်ကလည်းအရှင်ဖျားအကျွန်ုပ်လုံးဟု မေးလျှောက်လျင်သင်ဆိုသည့်အတိုင်းမှန်သည်ဟု ပြန်ပြောတော်မူ၏။ ဒီမှာကြည့်လိုက်တဲ့အခါကျတော့ဒီဇလန်းလေးကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာခရစ်တော်ကလောကကိုလူသားတွေအတွက်ကယ်တင်ခြင်းအတွက်လာခဲ့တာဖြစ်တယ်။အစွန်းလို့ပြီးတော့ကယ်တင်ဖို့လာခဲ့တာမှန်ပါတယ်နော်။လူသားအားလုံးအတွက်သူကဆိုရှင်ချစ်ချင်းမေတ္တာအပြည့်ဝနဲ့အားလုံးကိုတခါဆိုရှင်တန်းတူညီမျှသူကဆက်ဆံခဲ့တယ်။တန်းတူညီမျှကူညီခဲ့တယ်။တန်းတူညီမျှဆုံးမခဲ့တယ်။ပယ်ပြင်ခဲ့တယ်။လမ်းပြခဲ့တယ်။အဲ့ဒီလိုမျိုးတန်းတူညီတူထားပြီးမှလူသားအားလုံးကိုပြည့်ပြည့်စွာနဲ့ သူကဆိုဆက်ဆံပြီးတော့လမ်းပြခဲ့တာဖြစ်တယ်။သို့ပေတော့ညာလည်းပဲအဲ့ဒီထဲမှာမှတပည့်တော်များကိုသူရွေးချယ်ပြီးတော့အတူတကလက်တွဲပြီးတော့လှုပ်ဆောင်ခဲ့တဲ့အခါမှာသာသနာခီးကိုချီတက်ခဲ့တဲ့အခါမှာအဲ့ဒီတပည့်တော်တွေကနေမှတစ္ဆာဖောက်ခြင်းခံရတဲ့အခါမှာခရစ်တော်နေနဲ့ဘလောက်နော်ဝမ်းနဲ့ကြည်ကွဲစရာဖြစ်မလဲချီတက်မိတ်ဆွေပေါင်းတို့ဒါလောက်ကိုနဲ့အတူသွားရတဲ့လူချင်းလူကန်သူရဲ့အရင်းမြစ်တပည့်တော်အစ်မန်တွေကနေမှဆိုရင်တစ္ဆာဖောက်တယ်နော် သစ္စာပေါက်တယ်။ဒါမှပါပြောရဲဆိုတော့ခရစ်တော်ယေရှုကပါပဲလေ။အဲ့ဒီလူကဖွားမြင်ခြင်းကိုမခံလျင်တား၍ကောင်းတယ်တဲ့နော်နော်မမွေးလာရင်တော့ပိုကောင်းတယ်တဲ့အခုငါတို့ဖွဲ့တဲ့မှာဝင်လာတာမဟုတ်ဘဲနဲ့သူ့မမွေးခဲ့ရင်တော့ပိုကောင်းတယ်ဘာကြောင့်လဲသူလောက်ခဲ့တဲ့ဒီအပြစ်ကြွေးကဘလောက်ကြီးမားတယ်လဲဆိုတာကိုခရစ်တော်ကမြင်လို့ဖြစ်ပါတယ်နော်ဒါနဲ့ယူရရှကာယောကပြောတယ်အဲ့ဒီလူကဘာသူဖြစ်မလဲကျွန်တော်လားလို့မေးတဲ့ခါမှာ ခရစ်တော်ယေရှုကမှန်တယ်လို့ပြောတယ်မင်းပဲဖြစ်တယ်တဲ့ဒါဆိုကိုယ်တိုင်ကအပြစ်လုံးမဲ့တစ္ဆာဖောက်မှန်းသိနေပြီမှန်တယ်ခရစ်တော်ပြောတယ်မင်းပဲငါ့ကိုတစ္ဆာဖောက်မှန်းလို့ပြောတဲ့အခါမှာတခါလေကိုကပြန်ပြီးတော့မစင်ကျင်ဘူးမစင်ကျင်မဲ့တဲ့သူကပြတယ်အိုးယေဘရဟိတ်တွေကို ရောက်အောင်သွားခဲ့တာဖြစ်တယ်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့တခါတည်းရမှာကျွန်တော်အားလုံးကခရစ်တော်ရဲ့ကောင်းကြီးကိုအတူကခံစားခဲ့ရတယ် ခရစ်တော်နောက်ကိုလိုက်နေကြတယ်ခရစ်တော်ရဲ့သားသမီးတွေဖြစ်ယနေ့ကျွန်တော်အားလုံးကနှစ်ချင်းခံကြတယ်နော်ဘုရားကြီးတရားကြီးမှာအတူတကွလက်တွဲနေကြတယ်သို့ပြတော်ညာလည်းပဲကျွန်တော်အားလုံးထဲမှာမှတစ္ဆာဖောက်တဲ့ယူဒရှခာရုပ်ကဲ့သို့များဖြစ်နေသလားဘုရားရဲ့စကားကိုအမြဲတမ်းကြားနေရတယ်ဘုရားသခင်ရင်နဲ့အတူသွားလာတဲ့ခါမှာဘုရားသခင်သတိပေးတဲ့တန်တွေလည်းအမြဲကြားနေရတယ်ဘုရားရဲ့လူတော်နဲ့ညီကျွန်တော်အားလုံးကအတူတကွလိုက်ရှောင်နေကြတယ် ဘုရားဘုံတော်ထင်ရှားနေကြတယ်အတင်းသူတင်းသားတွေအတူတကွလက်တွဲပြီးတော့ဘုရားသခင်မှုတော်မှာပါဝင်နေကြတယ်ဒီထဲမှာကျွန်တော်အားလုံးထဲမှာဘသူကတစ္ဆာဖောက်ဖြစ်နေတယ်ခေါင်းကတပည့်တော်ဆန်တပါးထဲမှာမှယူရာရခာယုတ်ကတစ္ဆာဖောက်ပြီးမှဘုရားပေါ်မှာဆိုရှင်ခရစ်တော်ပေါ်မှာသူ့အနေနဲ့ရောင်းစားခဲ့တယ်နော်ဒီနေ့ကျွန်တော်အသင်းတော်ကိုရောင်းစားတဲ့သူတွေရှိတယ်ပြီးလို့ရှင်ကျွန်တော်အသင်းတော်ဖွဲ့စည်းတဲ့မှာလည်းပဲဗျာဖြစ်တယ်ပုံကန်နေတဲ့သူတွေရှိတယ်။တင်းတော့ကိုဗန်းပြပြီးတော့ဗာဖြစ်လဲ။အမျိုးမျိုးကျွန်တော်ကဆိုရှင် လှောက်စားနေတဲ့သူတွေရှိတယ်။ဘာကြောင့်လဲဒီတက်မှာတစ္ဆာဖောက်ဖရာပေါ်မှာတစ္ဆာဖောက်နေတာဖြစ်တယ်။ဒီနေ့ခရစ်တော်ကိုဒဲခရစ်တော်ကိုတစ္ဆာဖောက်ခဲ့တဲ့တပည့်တော်တွေမှာကျွန်တော်မပါဖို့ရည်ကြည်ပါတယ်။ချစ်တဲ့မိတ်ဆွေပေါ့လို့ဒါကြောင့်ဒီနေ့ခရစ်တော်ယေရှုကတော့ကျွန်တော်အားလုံးအတွက်ဒီကမ္ဘာလောကကိုလာရောက်ပြီးတော့ကဲတင်ခြင်းစီကမ္ဘာကိန်းအတွက်လာခဲ့တဲ့အခါမှာတော့လူသားတွေရဲ့တစ္ဆာဖောက်ခြင်းကိုခံစားတဲ့ဖရာဖြစ်ပါတယ်။နောက်ဒီနေ့ကျွန်တော်ရတက်တာပါဆိုရှင် မိမိကိုယ်ကိုယ်တဲ့ဘုရားသခင်ပေါ်မှာဘယ်တော့မှတစ္ဆာမဲ့မဲ့မမဲ့ပါနဲ့ဘုရားပေါ်မှာတစ္ဆာရှိပြီမှတကယ်ပဲယုံကြည်ခြင်းအစစ်မှနဲ့ကိုယ်ကိုယ်တဲ့သူတွေဖြစ်ဖို့ရည်ရည်ကြည်ပါတယ်ဘုရားသခင်ကကျွန်တော်ပေါ်မှာတကယ်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ကျွန်တော်ပေါ်မှာတကယ်ကြီးမြတ်တော်မူတဲ့ဘုရားဖြစ်တယ်ကိုရောရှင်ဘုရားပြို့တော်မူခဲ့တဲ့အရာကကျွန်တော်အတွက်အနိုင်မဲ့ပါပဲနော်အနိုင်မဲ့မေတ္တာနဲ့ကိုရောရဲ့ချစ်ခြင်းကိုခံစားရတဲ့ကျွန်တော်အားလုံးကဘုရားမှာ အမြဲတမ်းပဲခိုလုံကိုးစားပါဘုရားသခင်ကိုအမြဲတမ်းမျက်မှောက်ပြုပါ ကိုတော့ကိုမျက်မှောက်ပြုတ်ပြီးတော့အမြဲတက်ရှင်တဲ့သားသမီးဟာဘယ်တော့မှနော်မစင်ရဲပါဘူးဖခင်ရဲ့ကောင်းကြီးချမ်းသာကိုခံစားမှာဖြစ်တယ်ခေါဏကားဆိုရှင်ကိုရဲ့ချမ်းသာကိုခံစားဖို့ရန်အတွက်ခရစ်တော်ကိုကိုကခူတောင်းလုပ်ပြီးတော့နေပြီးမှကြော်သွားခဲ့တာကယူရရှကာယုတ်ဖြစ်တယ်သူချမ်းသာခြင်းသာဖြစ်တယ်တိတွေ့ကြောင့်သူကငွေရခြင်းတယ်ငွေရခြင်းတဲ့အတွက်ကြောင့်ခရစ်တော်ကိုနေပြီးမှသူကငွေရမဲ့လမ်းဘောက်ကိုရှာခဲ့တာဖြစ်တယ်ဒီနေ့ကျွန်တော်ရအသက်တာမှာ ဘာသာရေးကိုခူတုံးလုပ်ပြီးတော့ကျွန်တော်ဒီအသက်တာမှာဆိုရှင်ရှင်းတာမဟုတ်ဘူးတကယ်ပဲဖရာသခင်ကိုခေါ်လုံးကိုးစားပြီးတော့တကယ်ကိုးကွယ်ယုံကြည်ပြီးတော့ယုံကြည်ခြင်းစစ်မှန်တဲ့ကျွန်တော်အားလုံးကဖရာပေါ်မှာတစ္ဆာရှိသောယုံကြည်ခြင်းနဲ့တကယ်ကိုးကွယ်စိတ်ကဖို့ရန်အတွက်ဖြစ်ပါတယ်ဒါကြောင့်ချစ်တဲ့မိတ်ဆွေတို့ဒီနေ့ဒီတစ္ဆာဖောက်ခြင်းဆိုတဲ့ဒီတရင်စကားပေါ့နော်ခရစ်တော်ကယ်တင်ခြင်းစီမံကိန်းနဲ့ပတ်သက်ပြီးတော့ဒီတစ္ဆာဖောက်ခြင်းအဲဆိုတဲ့ဒီအပြစ်ကြေကြုံဘဝနဲ့မှာကယ်တင်တဲ့ဖရာပေါ်မှာတစ္ဆာဖောက်ခဲ့တဲ့ ဒီအချင်းရာကိုကျွန်တော်ကြားရတဲ့ခါမှာကိုတိုင်ကပြန်လဲပြီးတော့ဆင်ကျင်ပြီးတော့ဘုရားသခင်ဘက်မှာတစ္ဆာရှိပြီးတော့တကယ်ပဲဘုရားရေးတရားရေး၌အမြဲတမ်းပဲဘုရားရေးတရားရေးကိုအမြဲတမ်းပြုတ်ပြီးတော့ဘုရားသခင်ကိုအမြဲတမ်းချီးမွမ်းရည်တွက်နိုင်တဲ့ဘုရားရဲ့သားသမီးကောင်းယတနာများဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါရစေ။ချစ်တဲ့မိတ်ဆွေများအားလုံးပေါ်ဘုရားကောင်းချီးချပေးပါစေ။